ကလေးသူငယ်တွေများစွာသိကြရတယ်ဒီလိုဆုံရှုံပြက်စီတဲ့စာသင်ကျောင်းကလေးသူငယ်တွေအဲ့ဒါတွေလောက်တာအတွက်ကျမတို့ကိုဘယ်သူမှမကူချင်ပေးနိုင်တော့ဘူးလားဟုတ်ကဲ့ကျမနာမည်ကရှတီအောင်ပါအရင်စစ်ကောင်စီအာဏာမလုခင်ကတော့ဒီနည်းပညာတောင်ကျောင်းတစ်ခုမှာတာဝန်ထမ်းနေတဲ့ကတိက ဌာနမှုတူဦးပါအခုတော့ CN တက်ရောက်ပါလောလောဆယ်သခိုင်းတိုင်းတွေကကလေးခရိုင်တမှုခရိုင်ပေါ့နော်အဲ့ဒီနေရာတွေမှာအခြေပြုတ်ပြီးတော့မှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေပါတယ်ရှင်ဒီဆီယမားတို့လှုပ်ရှားနေတဲ့နေရာဒေသမှာပေါ့နော်ဒီအနာသိစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကို ဘလို့ပုံစံမျိုးနဲ့ပြင်းပြင်းထန်ထန်လေးလှုပ်ဆောင်နေတာရှိတယ်ဆင်မှာအရက်သားတွေကိုအဓိကကပြတ်မလုပ်နေတာအစာတင်ချောင်းတွေနောက်ဆေးုံဆေးကန်းနေကျမကြီးစောင့်ရှောက်မှုပြုတဲ့နေရာတွေစစ်ဘေးရှောင်တွေစုဝေးနေထိုင်တဲ့နေရာတွေကိုအဓိကထားပြီးတော့လုပ်နေတာပေါ့နော်တော်လိုင်းကြီးလုပ်နေတဲ့သူတွေနဲ့ပြည်သူလူထုဂျားထဲမှာအဟက်ကွာသွားအောင်လို့ဂျားဝင်သွေးထိုးတဲ့အနေနဲ့ယူရထားပြီးလုပ်နေတာရှင် ဟုတ်ကဲ့ပါရှင်မပြောရတဲ့အဲမှာလည်းပါတယ်ပေါ့နော်အယက်သားပြည်သူတွေကိုဒီဆေးရုံနေစာသင်ကျောင်းနေအဲ့ဒါတွေကိုဥတီတိုက်ခိုက်တာဆိုရှင်မတို့ကိုယ်တိုင်ကိုယ်တိုင်ကလည်းမြေမြေမှာဓာတ်တွေကိုလှုပ်ဆောင်နေရောလေအာကိုယ်တိုင်ကဘလို့ပုံစံမျိုးနဲ့ကြုံတွေ့ခဲ့ရတာရှိတယ်ရှင်မရှိနေလည်းနည်းနည်းလောက်ပြန်မျှဝေပေးပါဦးရှိပါတယ်ချင်းပြည်နယ်ဝေဘူးလောက်ကိုလည်းစာသင်ကျောင်းကိုဘုံကျတိုက်ခိုက်တယ်နောက်တစ်ခါစကိုင်းတိုင်းတမူးခရိုင်ထဲမှာလည်း စာတင်ချောင်းကိုပဲဘုံကျင်းလိုက်ခိုက်ပါတယ်အခုနောက်ဆုံးလောလောလတ်လတ်2025ခုဇန်နဝါရီ31ရက်နေ့မှာတော့ကိုကိုရွာမှာစာတင်ချောင်းထဲမှာစုဝေးနေထိုင်တဲ့စစ်ဘေးရှောင်အပြစ်မဲ့ပြည်သူတွေနေထိုင်ရာကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲခိုက်တာကိုဒီမှာလက်တွေ့မျက်မြင်ပေါ့နော်၃ချိန်ပေါ့ကြံတဲ့အသေးအဖိုးလေးတွေလည်းကြုံတယ်ဒါပေမဲ့ဒါကတော့လုံးဝကိုအရက်သားတွေနေထိုင်ရာဒါစာတင်ချောင်းတွေကိုပိတ်မှတ်ထားတာ ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါခင်ဗျာ။အဲ့လိုရက်သားတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့အတွက်ပေါ့နော်။ဆံမတို့အနေနဲ့နေပြင်မာပေါ့ဒီစစ်ကောင်စီရဲ့လက်နက်ကြီးတွေလေကြောင်းကနေတိုက်ခတ်မှုတွေတွေ့ပေါ့နော်။ဆံမတို့အနေနဲ့ဘလို့ဒီအခုချိန်မှာပြင်ဆင်ဆောင်ရွက်မှုတွေလုပ်ကင်နေရလဲခင်ဗျာ။ဒီလိုစစ်ရေးအရှိန်မြင့်လာတဲ့အမြားကြုံလာနိုင်လေဆိုတာကြိုတင်တွက်ဆပြီးတော့မှကျမတို့က2024ခုနှစ်အစပိုင်းကတည်းကဒီလေချောင်း လက်နက်ကြီးမိုင်းပေါ့ဘေးရနေရရှော့ချကာဝိုင်းနဲ့ပတ်သက်တဲ့တူတင်ပြစင်တဲ့အနေနဲ့အသိပညာပေးတဲ့ဟောပြောပွဲတွေဆွေးနွေးပွဲတွေတင်တဲ့နေလုပ်ပေးတယ်နောက်ပြီးတော့ကလေးတွေနဲ့ဆိုကျမတို့ကဇက်တိုက်လေးချင်မှုတွေလည်းပြုလုပ်ပေးတယ်အဲ့ဒါအပြင်ပုံခုချင်းတွေတူးဖို့အတွက်လည်းလှုံ့ဆော်တယ်တူးမယ်ဆိုရင်လည်းကျမတို့ကတတ်နိုင်သမျှငွေကြေးမျှဝေကူညီတာမျိုးတွေလုပ်ပေးတယ်လက်ကမ်းစာဆောင်တွေဝေးငှားတယ်ပေါ့နော်ဘယ်လိုတင်းရှောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျမတို့ဒါကြိုတင်ပြင်ဆင်မှု လုပ်ခဲ့ပါတယ်ရှင်။ကျွန်တော်တို့လက်ရှိအချိန်မှာပေါ့နော်ဒီ2025မှာဆိုလေကြောင်းတိုက်ခိုက်မှုတွေကပုံစံတွေပါကွဲပြားပြီးတော့ပိုလောက်လာရတယ်လို့ကျွန်တော်မြင်ရတယ်ပေါ့အထူးသဖြင့်ဒီ drone တွေပို့ပြီးတော့တုံးလာတာဈကဆပကဆိုရင်ပြီးရင် paramotor လို့လို့ခေါ်တဲ့ဒီ engine တက်နေသေးတွေပါတုံးပြီးတော့တိုက်ခတ်မှုတွေလုပ်လာရတော့ပေါ့လေဒီဘုံခိုခြင်းကပေါ့နော်ဘလောက်ထိတောင်မှလိုအပ်မှုတွေရှိလာလဲဆင်မဘုံခိုခြင်းပေါ်ကိုတဲ့တဲ့ကြာရင်ကတိတ်မှာပါအဲ့အတွက်တော့ကျမတို့ကအဲ့ဒါကိုထဲမတွက်တော့ဘဲနဲ့ဒီဘုံခိုခြင်းရှိနေတယ်ဆိုရင်ဒီခိကైလွယ်အုပ်စုဖြစ်တဲ့ကလေးသူငယ်တွေကိုဝင်ဆောင်မိခင်တွေ노တိုင်းပြင်နေတဲ့သက်ကြီးတွေပဲ စိတ်လုံးဂျုံမှုအတော်တန်ရတယ်။ဟာလင်းလာတယ်လို့အဲကျမတို့အချင်းချင်းဒီသတင်းပေးတဲ့သတင်းအချက်လက်တွေရတာနဲ့တပြိုင်နက်သူတို့ကအဲ့ထဲကိုဝင်ရောက်ပုန်းနေတယ်သူတို့ရဲ့စိတ်လုံးဂျုံမှုများစွာရတယ်။အဲ့ဒါကအဓိကအချက်ပေါ့။နောက်ပြီးတော့အဲ့ဒီပုံချင်းပေါ်မှာတဲ့တဲ့တာမျိုးမဟုတ်ဖဲနဲ့အနည်းနာမှာဆိုလို့ရှင်အတန်အန်နဲ့ဆုံရှုံမှု ထိခိုက်ဒဏ်ရာရရှိမှုအများကြီး short ချနိုင်ပါတယ်ရှင်ကျွန်တော်တို့ဒီ ဘုံခုချင်းတူးတဲ့လုပ်ငန်းတွေဆောင်ရရမှာပေါ့ဟာကျွန်တော်တို့လွန်ခဲ့တဲ့တလလောက်ကဒီလူမှုပင်ရမှာသတိထားမိလိုက်တာတခုကဘာလဲဆိုတော့ဒီတက်ဆိုင်ရာတော်လိုင်းဖွဲ့စည်းတွေကအဲ့လိုမျိုးတားမြစ်တာလားဘလို့ဘလို့လဲသူတို့ရဲ့ခွင့်ပြုချက်ရယူပြီးမှလောက်ကမယ်ဆိုရဥစ္စာမျိုးတွေလည်းကျွန်တော်တွေ့လိုက်ရတော့လေအဲ့ဒီချင်းချင်းလေးကိုလည်းနည်းနည်းလောက်ပြောပြပါအောင်ဘလို့မျိုးတွေခက်ခဲရှိတယ်ပေါ့နော်ပြပြမှာလောက်ရတဲ့အခါမှာစိန်ခုံးမှုခက်ခဲတယ်အဲ့ဒီခက်ခဲကတချို့ကကြတော့လေဒီဘုံခုချင်းတူးတာဟာအပြည့်သူလူတို့ကိုအကြောက်တရားတိုးစီတယ်ပေါ့ ါလိုမျိုးတူးလိုက်တယ်တူးလိုက်တာကြောင့်မို့လို့ပြည်သူတွေကတအားထိတ်လန့်သွားမလားပေါ့နော်အဲ့ဒီလိုမျိုးအမြင်တွေလည်းရှိကြတော့ခါကြတော့ဒီကျင်းတူးတာကိုမဥမချွတ်မိမ့်မရှိနမမရှိဘူးပေါ့နော်အဲကြံကြောက်လှဲ့အောင်ဝင်မအိတ်နေပေါ့အဲ့လိုပုံစံမျိုးနဲ့ကျမတို့ကိုလောင်ပြောင်ခြင်းညရတယ်ပေါ့နော်မလို့အသေးပဲနဲ့ဟုတ်ပါတယ်ကျမလုတ်ခဲ့တာကလည်းတကယ်တမ်းလက်တွေ့ရင်ဆိုင်ရတာကဒီနှစ်ထဲကြာမှာလေကျမတို့လုတ်ခဲ့တာ2024ကလေးอ่ะဆိုကျမတို့က နည်းနည်းစောသွားတာမျိုး ဖြစ်မယ်ထင်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အနောက်ရှက်တွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါရှင်ဆိုတော့လေဒီဘုံခိုခြင်းอ่ะလေမဖြစ်မနေအာကျွန်တော်တို့တူးရမယ့်အခြေအနေမျိုးကရှောင်းနေပြီလားပေါ့နော်မြေပြင်မှာလက်တွေ့ဘလို့ပုံစံမျိုးအခြေအနေနဲ့ရတပီသူတွေကစစ်ရှောင်းတွေကပေါ့ကြုံတွေ့နေရတာခင်ဗျာတိုးတဲ့နဲ့အချိန်ကိုကြော်တော်ကြော်ခဲ့ပြီပြီးခဲ့တဲ့ဇန်နဝါရီ31ရက်နေ့ကစစ်ဆောင်စခန်းမှာဘုံကျဲလိုက်တုံးခါ ဆုံးရှုံးတဲ့ဒီတေကျတဲ့ထိခိုက်ဒဏ်ရတဲ့ဥစ္စာတွေအဲ့ဒီပုံခုချင်းတွေရှိနေလို့သာတအားကိုရှော့ချပေးနေတာအခုကွယ်လွန်သွားတဲ့သူတွေအကုန်လုံးဟာပုံခုချင်းထဲမှာရှိနေပဲနဲ့အပြင်ကိုရောက်နေတာအထဲထဲကိုဝင်ဖို့အချိန်မရလိုက်တဲ့သူရဲ့အနာတက်နေတော့မိစီကိုကလေးကြီးချရဲနဲ့ဖြစ်သွားတာရဲ့ပုံချင်းထဲကိုဝင်နှိမ့်တဲ့လူတွေအကုန်လုံးကအသက်သေးရလွတ်ပါရဲ့နောက်တစ်ခါတမူးဖတ်မှာဖြစ်တဲ့ဟာဆိုရင်လေပုံချင်းလေးထဲမှာလူ ကလေးနဲ့ကလေး600လူကြီး900ယောက်လုံးလုံးကပုံချင်းနဲ့မှရောက်နေတာရောက်နေတော့သူတို့ပုံချင်းရဲ့အဝါကိုတစ်ဖက်အိမ်ကအုတ်အိမ်နာပေါ်ကိုဘုံကြတယ်အဲ့ဒီအုတ်အိမ်နာကအလုံးလိုက်လွတ်လာပြီးသူတို့ဘုံချင်းပေါ်လာပိတ်သွားတယ်ဒါပေမဲ့အထဲထဲကသူတို့အော်ဟဲကူနေတောင်းတော့အဲ့ဒီပိတ်သွားတဲ့ဟောင်ပြန်ဖယ်လိုက်တယ်ဆိုတော့အဲ့ဒီမှာလည်းအသက်ပြေးရအဲ့လိုပဲအလားတူပဲဘုံချင်းမှဆိုတဲ့ဒီလိုဘုံချင်းနဲ့ကိုပြေးဝင်ခင်လိုက်လို့အသက်ဆုံးရှုံးမှုကနေကင်းဝေးသွားတဲ့ဖြစ်ရက်တွေက များစွာပေါ့နော်တက်သေးခေါင်းတွေရှိနေတာကြောင့်မလို့အဲတော်တော်များလည်းတူးကုန်ရပြီတော်တော်များများလည်းတူးနေကြပါပြီကျွန်တော်တို့အဓိကလိုက်တူးပေးတာကတော့အများနဲ့ဆိုင်တဲ့နေရာတွေကိုအဓိကထားတူးပေးတာမိသားစုအိမ်တွေမဟုတ်ဘဲနဲ့အများအသုံးပြုလို့ရမယ့်နေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေပါပဲကျွန်တော်တို့ကလိုက်ပြီးတော့တူးဖို့ပေးတာပါရှင် စစ်ကောင်စီကပေါ့နော်ဒီအာဏာသိမ်းပြီးရနောက်ပိုင်းဒီတောက်လျှောက်ပေါ့အခုဆိုရင်၄နှစ်ကျော်လာပြီပေါ့အရသာပြစ်မှတ်တွေကိုဥတည်ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေပုံမှုပြုလုပ်လာတာနေရလဲကျွန်တော်ညင်းလို့မရအောင်တောက်လျှောက်တွေ့နေရနေစင်းနေအမြပေါ့နော်ဆိုတော့အဲ့လိုမျိုးလေကြောင်းကနေအရသာပြစ်မှတ်တွေကိုပို့ပြီးတော့လှုပ်လာတဲ့စစ်ကောင်စီကိုဆင်မတော်အနေနဲ့ဗာမင်းပြောချင်တာရှိတယ်ဗျလူလိုပြောရင်နားလည်ကြမှာမဟုတ်တော့ဘာမှပြောစရာမရှိဘူးသူတို့ရဲ့အစကတည်းကအာနာယူတယ် ရုပ်မာတယ်ရက်ဆက်တယ်ကြမ်းကြုတ်တယ်ဆိုတာတွေကိုသူတို့ကခိုင်လုံတစ်ခိုင်လုံအောင်တက်တေပြနေတာဖြစ်လို့ကျမတို့ကသတိကြီးကြီးထားပြီးတော့ပို့ပြီးတော့အလုံးလုံးရမယ်စင်ကျင်ရမယ်ပို့ပြီးညင်ညွတ်ရမယ်လို့ပဲကျမကစိတ်ထဲမှာခံယူထားနေရှင်ကျမတို့အခုလှုပ်ရှားနေတယ်ပေါ့နော်ဒီမြေပြင်မှာပေါ့နော် အကျွန်တော်စာသင်ကျောင်းနေပြီးရင်ကျွန်တော်အခြားအများပြည်သူနဲ့ဆိုင်တဲ့ကိစ္စတွေလှုပ်ဆောင်နေနေရမှာပေါ့နော်ကျွန်တော်တို့ ဒီလေချောင်းရဲ့အန္တရာယ်အတွက်ပေါ့နော်စိုးရိမ်မှုနဲ့ဘလို့ပုံစံမျိုးနဲ့ပေါ့လောက်ကင်နေရတာလေးရှိတယ်ဆရာမဥပမာဆိုအသိပညာပေးချောင်းနေမှာဆိုရင်အဲ့လိုဘုံခုချင်းနဲ့နီးစပ်အောင်အဲ့လိုလေ့ကျင့်တာမျိုးတွေရောရှိတာခင်ဗျာအကုန်ပြီးပြီရှင်ကျွန်တော်2024နှစ်စကတည်းကရှိသမျှမြေပြင်ကချောင်းနေအားလုံးကိုဒီဖက်ဒရယ်ပညာရေးဘုတ်ဖက်ကလေးမျိုးရဲ့ကျမရဲ့တပ်မွေးပညာကော်မတီကလေးခရိုင်ရဲ့မိုဘိုင်းမက်ဒီကယ်ချင်းနဲ့ပေါင်းပြီးတော့မှချောင်းတိုင်းနီးပါးပေါ့နော် ဟိုကျမတို့သွားလို့အဆင်ပြေသမျှအကြောင်းတွေအားလုံးမှာဟောပြောဝဲတွေလုပ်တယ်ပြီးတော့ကလေးတွေနဲ့အာဘလူးပုံးရတယ်ဘလူးပြေးရတယ်ပုံချင်းတွေကိုဘလူးဝဲရတယ်စသဖြင့်ဇက်ပိုက်လေးကျင့်မှုတွေကရာခိုင်နှုန်းအဖြစ်ပြောရင်ကျမတို့80ရာခိုင်နှုန်းလောက်ပြီးပါပြီနောက်တစ်ခါလူသားဆန္ဒပေါ့အဲ့ဒီဝင်းကြီးဌာနဖက်ကလည်းလုပ်တာရှိတယ်ပအဖာပကဖဖက်ကလည်းလုပ်တာရောရှိတယ်ဆိုရင်တော့ဒါပြေပြင်းမှာတော်တော်လေးအဲ့ဒီ awareness ပေါ့နော်အသိပညာပေးတဲ့ကိစ္စကတော့လွှမ်းခြုံမိပါတယ်ရှင်ဟုတ်ကဲ့ပါ ကျွန်တော်တို့မနစ်ကဆိုလဲကျွန်တော်တို့ရုပ်တံဖိုင်တွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အောက်မှာကျွန်တော်တို့ဒီပြည်သူလူထုအတွက်ဟောဒီစစ်ရှောင်တွေပဲဖြစ်ပါစေပေါ့နော်ရဲသားပြည်သူတွေအတွက်ကျွန်တော်တို့လောက်ကန်နေရတဲ့အချိန်မှာတစ်ဖက်ကကျွန်တော်ကျွန်တော်တို့ဒီလေချောင်းအန်တွေကိုစိုးရိမ်နေရတယ်စာတင်နေတာပဲဖြစ်ပါစေပေါ့နော်ဆေးကုတာပဲဖြစ်ပါစေဆိုတော့ဒီလိုမျိုးအဲ့လိုစိုးရိမ်ချက်နဲ့လုံနေရတဲ့အခြေအနေမှာကျွန်မတို့အနေနဲ့ပေါ့နော်ဘယ်လိုမျိုးဘယ်လောက်ထိစိတ်ဒုက္ခမှုရောက်နေပြန်ရောက်ရတာမျိုးရှိလဲဗျအဘေကဘလို့တို့တရင်ကြတာနဲ့ကိုစိတ်မလုံးကျိုးမှု ကြောက်ရွံ့မှုတွေကကြုံတွေ့ရတယ်။ဒါတောင်မှကျမတို့ကတေးခြင်းတေးပါစေဆိုအသက်ကိုစော့ပြီးဒီထက်ခြေစုံပြစ်ဝင်လာတဲ့လူတွေ။တာမန်ပြည်သူတွေအပြစ်မဲ့တဲ့သူတွေအတွက်ကတော့ဒါကအင်မတန်ကိုစိတ်ပိုင်းဆိုင်ရာရောကျုပ်ပိုင်းဆိုင်ရာကောထိခိုက်မှုတွေများစွာရှိပါရဲ့ရှင်။ဟုတ်ကဲ့ပါဆရာမဒီလိုမျိုးအဲ့လိုဆရာမတို့လုပ်တဲ့ခါမှာကြာလို့ရှိရင်လည်းဒီအများပြည်သူအာလှူဒန်းဝင်နေပဲလားအခြားဒီဘယ်ဖွဲ့စည်းတွေရောထောက်ပံ့ကူညီတာရှိသေးလဲဗျ ကျမတို့အများပြည်သူနဲ့အလှူငွေနဲ့ပါပဲကျမရဲ့ Facebook page ရဲ့နောက် Mobile Medical Team MMD World Division page ပါရဲ့လက်ခံရရှိတဲ့အလှူငွေတွေကဘလောက်ပါတုံးလိုက်တာဘလောက်ရှိပါပြီဆက်သဖြင့်ကျမတို့ကချပြပါတယ်အခုထပ်အကောင့်ထဲပေါ်နေတာကတော့ Baking ရိတ်မြုံဆိုတဲ့ campaign လေးကပါ February လထဲမှာပဲလုပ်ခဲ့တာပါအဲ့ဒီကရလာတဲ့ပတ်စံနဲ့အလှူငွေပေါ့နော်ပြည်သူအများရဲ့ပေါင်းဆက်လှူဒါန်းငွေနဲ့ပဲကျမတို့ လှုပ်ရှားနေတာပါရှင်။ဟုတ်ကဲ့ပါဆရာမ။ဆရာမကိုရိုင်းကလည်းဒီတက္ကသိုလ်ကကျွန်တော်တို့ဘောမခတ်တယောက်အနေနဲ့ပေါ့နော်အထူးကတယောက်အနေနဲ့ CDN လှုပ်ရှားမှုမှာလည်းပါဝင်လာခဲ့ဆိုတော့ဒီတော်လိုင်းအိမ်မှာဆရာမရဲ့ယုံကြည်ချက်ဘလို့ခြေအနေများရှိလဲကြ။ကျမယုံကြည်ချက်ကတော့ကျမကိုယ်တိုင်လိုလားနှစ်ချိုက်လို့ရွေးချယ်မင်းပြခဲ့တဲ့အစိုးရအောက်မှာပဲဆက်လက်တာဝန်ထမ်းဆောင်ခြင်းနဲ့အဲ့ဒါကိုပဲကျမတို့အစိုးရအဖြစ်အတိမတ်ပြုတယ်။မကြခင်မှာလည်း ကျွန်တော်တို့ရောင်နေတဲ့အတူအောင်မြင်မှုတွေလာတော့မှာပါရှင်ဒီစစ်အာဏာရှင်မကြရှုံးမချင်းကျွန်တော်တို့ဆက်လက်တိုက်တိုက်နေလို့မဟာပထဝီမြို့ရတက်တယ်ပြုတ်ပြီးတော့သစ္စာဆုံးမြို့ကျွန်တော်အရေးတော်ဘုမအောင်မချင်းရှေ့ကိုဆက်သွားမယ်